မြောက်ကိုရီးယားတမရလို့ပြောတဲ့အခါမှာကျွန်တော်တို့အားလုံးမိတ်ဆက်ပေးဖို့မလို့အောင်ပူပူဝါဝါဖိုင်ဖိုင်နဲ့ကင်ဂျဝမ်ဆိုတဲ့ဘဲကိုမြင်ပြီးသားပါပြီ။ခေါင်းဆောင်ကောင်းမပီးသားရမှုလို့နိုင်ငံကကြောက်ထဲရောက်နေတဲ့အပြင်သူနဲ့ပတ်သက်လို့နိုင်ငံပေါ်နှီးမျိုးစုံဖိနှိပ်တာတွေဆိုတာကလေးပဲမကြားချင်မသိချင်မှတဆုံးပါပြီ။တမရတွေခရီးထွက်ရင်ကိုပိုင်းလေးရင်နဲ့သွားတာမျိုးကိုပိုင်းကားရန်ကြီးတွေနဲ့ကိုရန်တော်ရီနဲ့သွားတာမျိုးလုံတက်ကြပါမယ်။သူများထက်ထူနှစ်ဖူးမှဟိုဟာပေါ့သူကင်ဂျဝမ်ကတော့နိုင်ငံတွင်းပါဝင်ပြည်ပကိုခရီးထွက်တာမျိုးဆိုရင်ကိုပိုင်းတန်ချက်ကရထားနဲ့ခရီးသွားပါလိမ့်။ ်ပြောရင်ယုံနိုင်မှာတော့မဟုတ်ပါဘူးသူ့အနေနဲ့သူ့နိုင်ငံကနေအပြင်ကိုလည်းဘယ်တော့မှမထွက်တော့လောက်ပါဘီဒါပေမဲ့သူခရီးထွက်တဲ့အခါကျရင်လေရင်နဲ့မဟုတ်ဘဲနဲ့ရွေလျားခံတက်လို့ခေါ်တဲ့သူ့ရဲ့ကိုပိုင်တမဏိရထားကြီးနဲ့ပဲခရီးသွားလာလေးရှိပါသည်2023ခုနှစ်ကသူကရုရှားနိုင်ငံက Vostok Cheny Cosmodrome ကိုရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွားပြီးတော့တွေ့ဆုံမှုအတွက်ပြုံရန်ကနေပြီးတော့တန်ချက်ကရထားကြီးနဲ့ထွက်ခွာခဲ့ပါသည်ဒီခီးက1000ကီလိုမီတာကျော်ရှည်လျားပြီးတော့2ရက်ကြာကြာမြင့်ခဲ့ပါသည် ဒီနေ့ဗီဒီယိုလေးမှာတော့ရွေလျားနေတဲ့ခန်းတက်ကြီးလိုတောင်တင်စားခေါ်ဝေါ်ရတဲ့ကင်ချုံဝမ်းရဲ့တန်ချက်ကာရထားကြီးအကြောင်းဘလောက်တောင်မှဒီရထားကြီးမှာလုံခြုံရေးအစီအမံတွေပါဝင်နေလဲဘလောက်ထိစွမ်းဆောင်နိုင်လို့ကင်ချုံဝမ်းတယောက်ရထားနဲ့ပဲခီးသွားတာလဲဆိုတဲ့အကြောင်းကို Alpha Wave Media ကနေပြီးတော့တင်ဆက်ပေးကြပါမယ်ဒီရထားကမြောက်ကိုရီးယားရဲ့ခေါင်းဆောင်၃ဦးဖြစ်တဲ့ကင်အီဆွန်း ကင်ဂျုံအီနဲ့လက်ရှိခေါင်းဆောင်ကင်ဂျုံအန်တို့အသုံးပြုခဲ့တဲ့ကိုပိုင်တီးတန့်ရထားကြီးဖြစ်ပြီးတော့လုံချုံရင်အစင်အတန်းအမြင့်ဆုံးရထားဖြစ်ပါသည်။ရုရှားနိုင်ငံမှာရုရှား TF 90အမျိုးအစားစကောင်းနှလုံးနဲ့ဆွဲတဲ့ကင်ဂျုံအန်ရဲ့ရထားစီးကိုတွေ့ခဲ့ရတဲ့မှတ်တမ်းလေးရှိခဲ့မှုပါသည်။ဒီရထားကြီးရဲ့တရားဝင်အမည်ကတော့မြောက်ကိုရီးယားလို့ပြောမယ်ဆိုရင်တော့နေမင်းလို့အဓိပ္ပာယ်ရတဲ့ထီယန်ကိုဖြစ်ပြီးတရားမွန်အားဖြင့်တော့ရွေလျားခံတယ်လို့လူသိများပါသည်။ ဒီထရန်ကူဟာတံမိုးကြီးတဲ့လေရင်ကြီးတွေလိုပဲလုံခြုံရေးအပြည့်စုံနဲ့အထူးပြုလုပ်ထားတဲ့ရထားပါရထားတွေဟာမြောက်ကိုရီးယားတမိုင်းတစ်လျှောက်မှာနိုင်ငံခေါင်းဆောင်နေအထူးသဖြင့်စစ်ခေါင်းဆောင်တွေအတွက်အရေးပါတဲ့တည်ယူပို့ဆောင်ရေးနီလန်တစ်ခု ဖြစ်ခဲ့ပါသည်သူရဲ့လျင်မြန်မှုလုံခြုံမှုနဲ့ရုံးလုပ်ငန်းတွေပါမကကိုရီးယားကိုရာအတွက်ပါအခမ်းအနားတွေပါတဲ့အတွက်ဒီလိုမျိုးခရီးသွားလာမှုကိုနှိမ့်ချကြပါသည် လုံခြုံရေးရစိတ်အချရဆုံးဖြစ်တဲ့ထရန်ကိုရထားကြီးကို ပုံစံမျိုးမျိုးနဲ့တိဆောက်ထားပါရီဒီရထားကြီးမှာရထားတွေ၁၀ရဲကနေပြီးတော့၁၅ရဲအထိရှိပြီးလက်ရှိကင်ဂျွန်အန်ရဲ့ရထားကတော့စက်ကောင်းနှလုံးမပါပေးနဲ့တန်ချက်ကရထားရဲကြီးပဲအတွဲ၂၀ပါဝင်ပါရီရထားရဲ့အရှိက986မီတာပေနဲ့တွက်မယ်ဆိုရင်တော့1889ဘီလောက်ထိရှိတယ်လို့ခန့်မှန်းရပါတယ်။တရုတ်နိုင်ငံကထုတ်တဲ့ DFAS နဲ့ 25G အမျိုးအစားတွေဖြစ်နိုင်တယ်လို့လည်းပညာရှင်တွေကယူဆထားပါတယ်။ အဲ့ဒီရထားမှာကြီးကားမှန်နေပောက်ကွဲမှုတံကိုခံနိုင်တဲ့နေရည်နေနဲ့ကျန်းကြီးနေလဲပါဝင်ပါလိ။ဒါအပြင်လက်နက်ကြီးတွေဖြစ်တဲ့စက်တနက်နှစ်လက်မြေပြင်ကိုတိုက်ခိုက်နိုင်တဲ့တင်ကားဖြတ်ဒုံးကြီးတွေအပါအဝင်ဝေဟင်ကိုတိုက်ခိုက်နိုင်တဲ့ဝေဟင်ပြစ်ဒုံးကြီးတွေပါပြီးပြင်ပရန်ကိုလုံဝကိုမှခုခံကာကွယ်နိုင်မှုအတွက်စနစ်မျိုးစုံကိုထည့်သွင်းထားပါလိ။ရထားတွေတချို့ကတော့ခေါင်းဆောင်အတွက်ပဲတည်တံ့ဖြစ်ပြီးအိတ်ခမ်းရေချိုးခန်းတွေပါဝင်ပါလိ။အခြားရထားတွေဒီမှာတော့လုံခြုံရေးအဆောက်အအုံနဲ့ဈေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက်အခန်းတွေပါရှိတာပါ။ 2000ခုနှစ်တုန်းကဆိုရင်ရထားမှာတန်ကြက်ကမှာစီရီကောင်းနှစ်စီးနဲ့အရေးပေါ်ရဟတ်ရင်တစင်းပါဝင်တယ်လို့လည်းသိခဲ့ရပါပြီ။2023ခုနှစ်ကရုရှားနိုင်ငံကိုသွားတဲ့ခီးစဉ်မှာတော့ဒီထေရန်ကိုရထားကြီးမှာရုံငန်းတွေလက်နက်သေးဆောင်တွေအတွေ့ဧည့်သည်တွေအတွက်အိတ်ခံတွေအတွေ့စတာတွေကိုထပ်မံတွေ့ရှိခဲ့ရပါပြီ။ရထားရဲရဲ့ချင်းချင်းဆက်သွယ်ထားတဲ့ဂျိုရူးဆက်သွယ်ရေးစနစ်လည်းပါဝင်ပါပြီ။ ဆိုလိုချင်တာကတကယ်လို့ရထားကတစ်ခုခုဖြစ်သွားလို့မောင်းနေတဲ့သူထိခိုက်သွားလို့ဆက်ပြီးတော့မောင်းနေလို့မရမှမျိုးမဟုတ်ပါဘူးအဝေးထိန်ကရိယာနဲ့လှမ်းပြီးတော့ထိန်ချုပ်ထားပါသည်ရထားရဲ့အတွင်းပိုင်းကိုတော့နိုင်ငံတော်ကောင်းဆောင်နေခီးသွားတဲ့အမှတ်တမ်းဗီဒီယိုကနေတစင်မဲ့တည်ရှိနိုင်ပါသည်အတွင်းပြင်ကပြင်ဆင်မှုတွေကိုအသေးစိတ်ရိုက်ပြတာမျိုးအသေးစိတ်မှတ်တမ်းနေဆိုတာမျိုးမရှိဘဲနဲ့နှစ်ကာလလိုက်လေအဲ့ဒီအပြင်အစင်တွေကပြောင်းလဲမှုတွေရှိနေကြတာပါ င်ဒီလိုမျိုးလုံခြုံရေးအယမ်းမြင့်တဲ့ရထားကြီးနဲ့ခရီးသွားခဲ့တဲ့ကင်ဂျုံအန်ရဲ့ရုရှားခီးစဉ်အကြောင်းလေးကိုပြောပြပေးကြပါလိမ့်။ဒီတိုင်ရန်ကိုလိုလဲခေါ်တိုင်ရန်ကိုလိုလဲခေါ်တဲ့ရထားကြီးကဒဇင်းနဲ့ပဲခရီးမသွားပါဘူး။သူခရီးသွားတဲ့အခါကျရင်လုံခြုံရေးရထားနဲ့ဆင်းရဲအလဲမှာခရီးသွားပါလိမ့်။ဒဇင်းကတော့အဲ့ဒီရထားကြီးရဲ့ရှေ့တဲကနေပြီးတော့ခုံမောင်းပြီးလမ်းကြောင်းမှာစိုက်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေဒါမှမဟုတ်လမ်းဘေးကနေပြီးတော့ချောင်းမြောင်းတိုက်ခိုက်တာမျိုးတွေရှိမရှိကိုစစ်ဆေးပေးပါလိမ့်။နောက်ထပ်ဒဇင်းကတော့နောက်ကနေလိုက်ပြီးတော့အကြီးစားလက်နက်တွေနဲ့လုံခြုံရေးပေးပါလိမ့်။ အလင်းမာကြမှာပဲကင်ကြဝမ်းလိုက်လံစီးနင်းလာတဲ့အဲ့ဒီထရံကိုရထားကြီးကဖြစ်ဖြစ်အေးအေးဆေးဆေးခုံမောင်းနေတာပါအကယ်၍အရေးပေါ်အခြေအနေတစ်ခုခုဖြစ်ပေါ်လာခဲ့ရင်အသင်းအနေထားရှိတဲ့လမ်းနက်ကင်လုံခြုံရေးတပ်ဖွဲ့တွေဟာခေါင်းဆောင်ကြီးကိုကယ်တင်ဖို့အတွက်ချက်ချင်းပဲအပြေးလွှားရောက်လာကြပါသည်ဒါ့အပြင်ရဟင်းတစ်စင်းကလည်းပဲလမ်းကြောင်းတစ်လျှောက်မှာကင်းလှည့်ပေးနေပြီကင်ကြဝမ်းမြောက်ကိုရီးယားပိုင်းနက်ထဲကနေခီးသွားနေတဲ့အချိန်တစ်လျှောက်လုံးလိုက်ပါပေးနေခဲ့ပါသည်လုံခြုံရေးအတွက်စိတ်ချရအောင်လို့အနီးနားကလေစိတ်တွေမှလည်းရထားကြီးခုံမောင်းနေတဲ့အချိန်မှာ ကုန်တင်လေရင်အချို့ကိုပြန်တန်းခွင့်မပြုတော့ဘဲနဲ့သူ့ကိုလုံခြုံရေးလိုက်လုပ်ပေးနေတဲ့လေရင်ကကောင်းကောင်းပြန်တန်းလို့ရအောင်လို့အပူဆောင်းတော်မှထပ်ပြီးတော့လုပ်ပေးပါသေးတယ်။ဒီထရန်ကိုရထားကြီးမှကြီးကားမှန်းနေလဲပါဝင်ပါသေးတယ်။သူ့ရဲ့နေရည်နေနဲ့အောက်ခြေပိုင်းတွေကိုတော့ပောက်ကွဲမှုတန်ခံနိုင်ရရှိအောင်လို့အထူးမှကြိုးအောင်ပြုလုပ်ထားပါသေးတယ်။ရထားထဲမှာအကြီးစားလက်နက်တွေအပြင်ကအပေါ်ကနေတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်မယ်။လေရင်ပြည့်ဒုံးကြီးတွေကိုလည်းပဲအတွဲတိုင်းမှာတပ်ဆင်ပေးထားပါသေးတယ်။ဒါအပြင်ဘေးနေရည်တွေကိုတိုက်ခိုက်မဲ့အစီအစဉ်တွေကိုတုံ့ပြန်ဖို့အတွက် တင်ကားဖြတ်ဒုံးကြီးတွေနဲ့စသတိုင်းနဲ့လက်ကိုပါရှေ့နောက်ထည့်သွင်းပြီးထားတာဖြစ်ပြီးဂါကွယ်စနစ်တွေအကုန်လုံးကြာရှုံးသွားခဲ့ရင်တော့မှကင်ဂျိုဝမ်တရအခင်းဖြစ်ပွားရာကနေထွက်ပြေးဖို့အတွက်ရထားထဲမှာရဟရင်တစည်းကအဆင်သင့်ရှိနေပြီးသားပါပြောရရင်ဒီရထားကြီးဘုတ်ကိုတက်လိုက်တာနဲ့အီယာမတန်မနီခန္ဓာကြီးတစ်ခုတည်းကိုဝင်လာရသလိုဒါမှမဟုတ်စစ်တပ်ကြီးအကြီးကြီးတစ်ခုတည်းကိုရောက်သွားရသလိုလုံခြုံမှုမျိုးကိုပေးနိုင်မှာပါဒါကြောင့်မို့လို့လေမြောက်ကိုရီးယားတမ်မရကင်ဂျိုဝမ်ဟာဒီရထားကြီးနဲ့ပဲခရီးသွားလာတာဖြစ်ပါတယ် လုံခြုံရေးအစီအမံတွေအရတော်တော်လေးပြည့်စုံနေဆိုပေမဲ့ဒီရထားကြီးမှာအားနေချက်တော့ရှိပါသေး။ကြီးကာလို့ရတဲ့နေရံတွေအပေါ်ဝင်ရထားရဲ့အပေါ်အောက်အထောက်ဟာတမ်မနီစစ်စစ်တွေနဲ့ပဲပြုလုပ်ထားတဲ့အတွက်ကြောင့်မလို့ဒီရထားကအရန်ကိုလေးလံပြီးတော့တနအီကိုကီလိုမီတာ60တခါတလေမှမြောက်ကိုရီးယားရထားလမ်းတွေရဲ့အခြေအနေကြောင့်မလို့ပိုပြီးတော့မှနှိမ့်နှိမ့်သွားလာပါသေး။တာမန်ရထားတွေရဲ့အမြန်နှုံးထက်သုံးပုံတစ်ပုံလောက်ပဲရှိပြီ။အဲဒီလိုမျိုးနှေးကွေးတဲ့အမြန်နှုံးကြောင့်ပဲပူတင်နဲ့တွေးဖို့ခီးစဉ်လိုမျိုးခီးရှည်ကြီးကိုသွားရတဲ့အခါမှာရပ်ပေါင်းများစွာကြောင်ခီးသွားရပါသေး။ ယထာဘူဒာယုံတစ်ခုကနေဖြတ်သွားတဲ့အခါမှာလေးပဲတခြားယထာလက်တွေကလျှက်စစ်တအားရီအလုံးကိုဖြတ်တောက်ထားပါသည်။ဒီယထာကြီးအတွက်တီးတန့်တိဆောက်ထားတဲ့ယထာဘူဒာယုံ20လောက်မြောက်ကိုရီးယားနိုင်ငံတွင်းမှာလည်းရှိတာပါ။အဲ့ဒီဘူဒာယုံတွေမှာတခြားယထာတွေရက်ခွင်မရှိပါဘူး။ဒီထီယန်ကိုလို့ခေါ်တဲ့ယထာကြီးကပဲတီးတန့်ရက်ခွင်ရှိပါသည်။နှီးကွေးတဲ့အချိန်ကြောင့်မလို့ကင်မဟာသူ့နိုင်ငံကိုနေရောညပါအုပ်ချုပ်နိုင်မှုလိုအပ်တဲ့အရာတွေအလုံးကိုယထာပေါ်မှာပဲထည့်သွင်းထားပါသည်။ဇပွဲကုန် laptop TV ဂျိုရူဖုန်းနဲ့တရုတ်နဲ့ကိုရီးယားကျွန်းဆွယ်ရဲ့မြေပုံပါရီအေယာမရုံးခန်းကြီးတစ်ခုလည်းပါဝင်ပါရီလာရောက်လည်ပတ်တဲ့သူတွေရှိတဲ့အခါမှာရထားရင်းမှာအဲခံမှုအတွက်အဲကန်တစ်ခုနဲ့ဇပွဲပါရီအစည်းဝေးခန်းကြီးတစ်ခုလည်းရှိပါသေးတယ်အတွင်းပိုင်းပြင်ဆင်တွေကအလွန်ကိုဆက်ဟပ်ပြီးတော့လိုက်ဖက်မှုတော့မရှိပါဘူးအခန်းများစုကအဖြူရောင်ဖြစ်ပြီးတော့ဂျမ်းမြင်ကတောက်ပါရီတစ်သားဂျမ်းမြင်မှာရထားရင်းမှာရှိတဲ့ဆိုဖာတွေဟာအစိမ်းရောင်နဲ့ပန်းရောင်တွေဖြစ်ပြီးတခြားဆန်းဆန်းပြားပြားအရောင်လိုက်ကာတွေကိုလည်းထည့်သွင်းတိဆောက်ထားပါသေးတယ်ပြီးတော့ ပန်းပုံတရံမီးခွက်တွေနဲ့မြင်းကြားပုံစံထိုင်းကုန်တွေလက်မှုပစ္စည်းခန့်မှိုက်မှိုက်တွေကလည်းပဲပါဝင်နေသေးတာပါဒါပေမဲ့ဒီရထားရဲ့အကောင်းဆုံးနေရာကတော့စားတောက်ခံပါပြီရထားပေါ်မှာကိုရီးယားရုရှားဂျပန်တရုတ်နဲ့ပြင်သစ်အစားအစာလိုမျိုးအစားအသောက်ကောင်းမျိုးစုံကိုရှာတွေ့နိုင်ပါတယ်ကင်ဂျောအားဟာခီးစဉ်တစ်လျှောက်လုံးပြင်ရမယ်ဆိုတာမရှိပါဘူးရထားပေါ်မှာသူ့ကိုတချင်းနေနဲ့တီးဆိုးဖျော်ပြပေးမယ်အဆိုတော်နာမည်ကြီးတွေလည်းပါဝင်ပါတယ်ရထားကနေစိမ့်တဲ့အခါမှာနောက်ဆုံးခီးအတွက်လက်နက်ကိုကာကွယ်ထားတဲ့ ဂျိုရူနီးပညာကနေတဆင့်အာယုံခံလို့မရတဲ့မာစီဒီကားနှစ်စီးကိုရထားပေါ်ကနေချပေးပါလိ။ကင်ဂျဝမ်စီးတဲ့ကားတွေဟာသူတို့နိုင်ငံတွင်းမှာနီးပညာအဆင့်မြင့်ထားတဲ့ကားတွေပါ။တခြားနိုင်ငံကပြီးတဲ့လုံခြုံရေးအတွက်အာမခံပါတယ်ဆိုရက်ရင်းနှီးကိုအယုံကြည်မရှိလို့သူ့ဘဲကိုပဲသွားသွားသူ့ရဲ့ကားနှစ်စီးနဲ့ပဲသွားပါလိ။ဒီတော့ရထားကိုဘလောက်ထိချင်းမြတ်နေလဲဆိုတာသိမှာပါ။အဲ့လိုမျိုးရထားကိုချစ်ကြတာကကင်ဂျုံအမ်းမတော့မဟုတ်ပါဘူး ခေဆဆကမြောက်ကိုရီးယားခေါင်းဆောင်တွေကကင်ဂျုံအန်လိုပဲဒီလိုမျိုးယထားနဲ့ခီးသွွားရတာယထားကိုပြင်ဆင်ချေတရရတာသဘောကျခဲ့သူတွေပါကင်ဆွန်ဟာကိုရီးယားစစ်ပွဲအတွင်းမှာကလေးကယထားကိုစစ်ဌာနချုပ်အနေနဲ့အသုံးပြုခဲ့ပါလိစစ်ပွဲပြီးတဲ့နောက်မှာလေးပဲအဲ့ဒီယထားအတွက်တီးသန့်နန်းတော်ရီနဲ့ဘူတာရီကိုပါတိဆောက်ခဲ့သေးတာပါဒါကြောင့်မလို့ဟိုးအရင်တွေကဒီလိုမျိုးထီယန်ကိုလိုလုံချုံရင်ယထားတွေသွာလာဖို့အတွက်အထူးတီးသန့်ဘူတာယုံ20ကနေ29ခုလောက်အထိရည်ရွယ်ချက်ရှိရှိတိဆောက်ထားခဲ့တာဖြစ်ပါလိမ့် နောက်ပြီးတော့ကင်ဂျုံအီလက်ထက်မှာလေးပဲကင်ဂျုံအီကတော့လေရင်စီရမှာကိုကြောက်ရွံ့တဲ့အတွက်ရထားကိုပဲအဓိကအသုံးပြုတာပါတရင်တပ်ဖွဲ့တွေနဲ့စစ်ရုံနေစီကိုသွားရောက်လေ့လာတာတွေပဲဖြစ်ဖြစ်ပြည်ပခီးစဉ်တွေကိုသွားတာပဲဖြစ်ဖြစ်ရထားကိုပဲအသုံးပြုပါလိ2012ခုနှစ်ဒီဇင်ဘာလမှာကင်ဂျုံအီကပြည်ရင်းခီးစဉ်တစ်ခုမှာရထားပေါ်မှာကွဲလွန်ခဲ့တယ်လို့လဲမြောက်ကိုရီးယားရုံမြင့်တန်ကြားကနေပြီးတော့ကြေညာခဲ့ပူပါလိဒါပေမဲ့ဒီသတင်းကမှန်မှန်မှန်ဆိုတာကတော့တိတ်ပြီးတော့မသိကြပြန်ပါဘူးကင်ဂျုံအီတို့ရဲ့ရုပ်အလောင်းနေထားရှိရာ ကွန်ကူဆန်နန်းတော်မှာလည်းပဲသူတို့ရဲ့ယထာရဲတွေကိုအသက်အရွယ်အစ်စ်အတိုင်းမော်ရီရီအဖြစ်ထားရှိထားပါသည်။ကင်ဂျောင်ဤကသူ့ရဲ့ယထာဘေးမှာဂုံယူစွာရက်နေတဲ့ပကြီကားတစ်ချက်တောင်မှရှိတယ်လို့ဆိုပါသည်။မြေပုံတစ်ခုပေါ်မှာမီလုံသေးသေးလေးတွေနဲ့သူတို့ခရီးသွားခဲ့တဲ့လမ်းကြောင်းတွေကိုလည်းပဲပြသထားပေးပါသည်။ရထားနဲ့ခီးသွားလာခြင်းကဘေးကင်းလုံခြုံရေးအတွက်ကြိုတင်ကာကွယ်မှုတစ်ခုအဖြစ်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တွေကစတင်နေတာပါကင်ဂျောင်ဤတယောက်ကလည်းလေရင်နဲ့ခီးသွားရမှာအမြင့်မှပြန်တန်းရမှာကြောက်တယ်လို့ဆိုတဲ့အတွက် ၂000ခုနှစ်မှာရထားနဲ့တလာနီးပါးကြောင်းမော်စကိုကိုခရီးထွက်ခဲ့ပါသည်ကီလိုမီတာစုစုပေါင်း2000ကီလိုမီတာမိုင်နဲ့တွက်မယ်ဆိုရင်တော့12000လောက်အထိခရီးသွားလာခဲ့တာပါရုရှားအရာရှိကွန်စတန်တိုင်ပူလီကော့ဖစကီကသူ့ကိုလိုက်ပါသွားခဲ့တဲ့ခရီးစဉ်အပြီးမှာကင်ဂျုံရဲ့တန်ချက်ကရထားကိုစီးခဲ့တဲ့အတွေ့အကြုံကြောင့်စာအုပ်ထုတ်ဝေခဲ့ပါသည်ဒီစာအုပ်ကြောင့်မလို့ပဲမြောက်ကိုရီးယားတမ်မရာတွေခေါင်းဆောင်တွေခရီးသွားတဲ့ရထားကတန်ချက်ကရထားလုံခြုံရေးတွေအပြည့်ပါတဲ့ရထားမှန်ပြည်သူလူထုကသိရှိသွားတာပါ ဒီကိစ္စနဲ့ပတ်သက်လို့ရုရှားနဲ့မြောက်ကိုရီးယားအစိုးရနှစ်ခုစလုံးဂျားရင်းမှာစိတ်ကြောက်ကစားဖြစ်ခဲ့ပြီးတော့ပြဿနာတောင်တက်ခဲ့မှုပါသေးတယ်။ဘာလို့လဲဆိုတော့မြောက်ကိုရီးယားကောင်းဆောင်ရဲ့ရထားတွေဟာအမြဲတမ်းလှည့်ဝှက်ထားတဲ့အရာဖြစ်ပြီးဘယ်အချိန်ဘယ်ကိုသွားမလဲဘယ်နေရာကိုသွားမလဲဘယ်တော့မှကြီးညာတာမျိုးမဟုတ်ပါဘူး။ပြီးတော့အတွင်းပိုင်းအပြင်စင်လက်နက်တွေစသဖြင့်ဒီလိုအရာတွေကိုလည်းလုံးဝလှည့်ဝှက်ထားပါသေးတယ်။ဒါကြောင့်မလို့ဒီရထားကြီးနဲ့ပတ်သက်တဲ့အချက်အလက်တချို့ကသူတို့ပြတဲ့ footage တွေပေါ်မူတည်ပြီးပဲသိနိုင်ကြတာဖြစ်ပါသေးတယ်။ 2004ခုနှစ်မှာကင်ဂျုံရဲ့ရထားကတရုတ်နဲ့နေဆက်အနီးဖြစ်တဲ့ရွန်ချွန်ဘူတာကိုဖျက်ဆီးသွားလာပြီးနိုင်ရီနိုင်ငံကြောင်မှာပဲကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါသည်။အဲဒီပေါက်ကွဲမှုကြောင့်မလို့လူတရား60လောက်တည်ဆုံးခဲ့ရပြီးလူထောင်300ကျော်လောက်လည်းဒဏ်ရာရခဲ့ပါသည်။ဖြစ်တဲ့ကိစ္စကတော့ဘူတာရုံမှာရထားတဲ့ဓာရုပစ္စည်းတွေနဲ့စီရင်တဲဆောင်လာတဲ့တခြားရထားလိုင်းတွေစီကလျှက်စစ်တအားလိုင်းကိုထိမိလို့ပေါက်ကွဲခဲ့တာလို့ယူဆကြတာပါ။ ဒါပေမဲ့ဒီအရာကကင်ဂျုံအင်တယောက်ဒီနေရာကဖျက်သွားမယ်မှန်းသိလို့တခြားရထားကနေတဆင်လောက်ကျန်တက်ဖြတ်ဖို့အတွက်ဂျိုးပန်းတော်ဆိုပြီးလဲထင်ကြီးပေးမှုတွေရှိခဲ့ပါပြီ။ဒါပေမဲ့ဒီဖြစ်နိုင်ခြေတွေကကြာတော့ကြာခဲ့ပါပြီ။မြောက်ကိုရီးယားမှာဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပြည်ရင်းအာဏာလွန်ဆွဲမှုတွေရှိခဲ့တဲ့ဆိုတဲ့အစီရင်ခံစာတွေလည်းအများအပြားရှိပါပြီ။အဲဒီလိုမျိုးဖြစ်စဉ်ပြီးမှာတော့ရထားရဲ့လုံခြုံရေးကိုပုံမတင်ကျပ်ခဲ့ပါပြီ။၂၀၀၉ခုနှစ်မှာကင်ဂျုံအီကအဲဒီတုန်းကရုရှားသမ္မတဒီမီထရီ မဗဒီဗ်နဲ့တွားရောက်တွေ့ရမှာရုရှားတပ်ပုံသမားတွေကိုရထားနဲ့ဓာတ်ပုံရိုက်ခွင်းတားမြစ်ခဲ့ပြီးစိုက်ဘီးရီးယားကရွာရီအလုံးကိုလည်းပဲရထားမဖြတ်သေး၍အိမ်ထဲမှာပဲနေဖို့အတွက်ညွှန်ကြားခဲ့ပါသည်။ဒါပေမဲ့ဒီအရာတွေကစမတ်ဖုန်းတွေပေါ်လာတဲ့အချိန်မှာတော့မဖြစ်နိုင်တော့ပါဘူး။အဲ့လိုနဲ့ပဲဒီမြောက်ကိုရီးယားတမရအဆက်ဆက်စီးကြတဲ့ရထားတွေရဲ့အချက်လက်တွေအပြင်ကိုပေါက်ကြားလာခဲ့သလိုအဲ့ဒီအချက်လက်တွေကိုပဲဝါရဖြန့်ဖို့အတွက်အသုံးပြုလာခဲ့ကြပါသည်။ဒီရထားကြီးရဲ့နာမည်ဟာအဓိပ္ပာယ်ရအများကြီးပါဝင်တဲ့အရာပါ။ ဒါရန်ဂိုဆိုတဲ့နာမည်ကနေလို့အဓိပ္ပာယ်ရပါတယ်။ဒါဟာမြောက်ကိုရီးယားအတွက်အစွမ်းထက်တဲ့တင်ဂီတာတစ်ခုပါ။ကင်ဂျွန်ဝမ်ကဒါကိုအမေရိကန်သမ္မတလိုကြီးမားတဲ့လေမြန်နေနဲ့မတူဘဲနဲ့ပြည်သူတွေနဲ့နှီးဆက်ပြီးရိုးရှင်းတဲ့ပုံရိပ်တစ်ခုပြသဖို့အတွက်အသုံးပြုတယ်လို့ဆိုကြပါတယ်။နိုင်ငံရေးကောင်းဆောင်တွေရထားနဲ့ခရီးသွားလာတာဟာတနည်းတစ်ဖုံတော့တင်ဂီတာတစ်ခုပါပဲ။ယူကရိန်းကိုရုရှားကျူးကျော်ပြီးနောက်ပိုင်းနိုင်ငံရဲ့ကောင်းကင်ယံကမလုံခြုံတော့တာကြောင့်မလို့အနောက်တိုင်းကောင်းဆောင်အများပြားဟာပိုလန်ကနေတဆင့် KF ကိုရထားနေပဲသွားရောက်ကြပါသည်။ဒါကို တမ္မနီတန်တမန်ရေး Iron Diplomacy ဆိုပြီးလဲနာမည်ပေးခဲ့ကြပါသည်။မြောက်ကိုရီးယားရဲ့ကိစ္စမှာတော့ Tehran ကိုဟာနိုင်ငံဟာဘလောက်အထီးကျန်နေလဲဆိုတာကိုပုံမူအလေးပေးဖို့ပြနေတဲ့အရာပါ။မြောက်ကိုရီးယားခေါင်းဆောင်တွေကကမ္ဘာပေါ်ကနိုင်ငံတွေကိုလုံးဝမလေပတ်ကြပါဘူး။ဒါ့အပြင်ဒီရထားကကင်မနိုမီသားစုရိုးရှင်းမှုကိုကိုးစားပြုတယ်ဆိုတဲ့အချက်ဟာလေးပဲတယောစားလိုပါပြီ။ဒီရထားကြီးသွားလာပြီဆိုတိုင်းဒီခီးစင်မှာဥတီယာတစ်ခုရှိပါသည်။နိုင်ငံရေးအရာလားဒါမှမဟုတ်လို့ရှင်စည်ရေးအရာလား ဒီလိုမျိုးတစ်ခုခုရှိမှပဲဒီရထားကြီးနဲ့ခရီးသွားလေးရှိတာပါ။ကင်မီးရဲ့ရထားဟာ Boston Cherry Cosmodrome ကိုရောက်ရှိပြီးတဲ့နောက်မှာရုရှားသမ္မတဗလာဒီမာပူတင်ကအကောင်းဆုံးသောကြိုဆိုမှုတွေကတစ်ခုနဲ့ကြိုဆိုခဲ့ပါလိမ့်။နောက်ပြီးတော့ပူတင်ကသူ့ကိုအာကာသာစခန်းလေရင်စိုက်ရုံနဲ့ပစိဖိတ်ရေတပ်ကိုအပြည့်အစုံလိုက်ပြခဲ့ပါလိမ့်။နောက်ပိုင်းမှာတော့ Volga ဘဲလီအကနဲ့ပင်လယ်ဖျံရှိုးတွေနဲ့အဲခံခဲ့ကြပြီးနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်ပြီးပြီးနှစ်ယောက်သားပြောကြားပါးကြားစကားပြောကြားဖြစ်ခဲ့ပါလိမ့်။ ဒါပေမဲ့ဒီဟာကအပေါ်ယံကားကြည့်မယ်ဆိုရင်ဒီလိုမျိုးပဲလို့ထင်ရပါပဲ။အဲ့လိုမျိုးတွေးဆောင်ရတဲ့အကြောင်းရင်းရဲ့နောက်ကွယ်မှာတော့ရုရှားနဲ့ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တာတွေအများကြီးပါဝင်နေပါပြီ။ယူကရိန်းနဲ့ရုရှားစစ်ပွဲမှာရုရှားအနေနဲ့ခဲယမ်းနေအများကြီးလိုအပ်နေပြီးမြောက်ကိုရီးယားမှာတော့လက်နက်ခဲယမ်းနေအများအပြားရှိပါပြီ။ဒါတွေကိုပြေးဖို့အတွက်လည်းကင်ကအဆင်သင့်ပါပြီ။အဲ့ဒါကြောင့်မလို့အပြန်အလှန်အနေနဲ့မြောက်ကိုရီးယားကသူ့ရဲ့နယူကလီးယားလက်နက်အစီအစဉ်အတွက်ဂျိုရူးအစ်စ်တွေနဲ့ဒုံးကျည်အစ်စ်တွေတိစောက်ဖို့အတွက်ရုရှားစီကနည်းပညာအကူအညီတွေကိုရယူသလို ရုရှားကိုတွဲပိုက်သောနည်းနဲ့လည်းလက်နက်ရိတ်ခါကြီးစသဖြင့်ဓာရီကိုထောက်ပံ့ပေးတာပါပဲဒီလိုလုပ်တဲ့ဆိုတော့ကတရားဝင်ထုတ်ပြန်ချက်မျိုးတွေပေါ်မလာခဲ့ဘူးဆိုပေမဲ့ရုရှားနိုင်ငံသားယူဝင်ကြီးစာဂီလာဘရော့ကတော့ဘူးတွဲကြေညာချက်တစ်ခုကိုအဲ့ဒီ2023ခုနှစ်မှာပဲထုတ်ပြန်ခဲ့ပါသည်သူကယူကရိန်းပြည်ပခမှာမြောက်ကိုရီးယားရဲ့ထောက်ပံ့မှုအတွက်ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပြီးနိုင်ငံသားကမေးဖက်ဆက်ဆံရေးကိုလည်းအတည်ပြုပေးခဲ့ပါသည်မြောက်ကိုရီးယားကတော့ရုရှားသိမ်းပိုက်ထားတဲ့နေမျိုးတွေကိုရုရှားပိုင်းနဲ့အဖြစ်လဲတရားဝင်အသိမှတ်ပြုတဲ့နိုင်ငံမှာ အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်မြောက်ကိုရီးယားတမရရီအနေနဲ့တမရီတန်ကြကရထားနဲ့ခရီးတစ်ခုခုကိုသွားပြီဆိုတာနဲ့သူတို့ရဲ့အကျိုးအမြတ်ဒါမှမဟုတ်လို့ရှိရင်နိုင်ငံရဲ့အကျိုးအမြတ်အတွက်မကောင်းတာတွေလုပ်ဖို့အတွက်သွားတာမျိုးကများပါသည်ဒီလိုမကောင်းတာတွေကိုလုံးဝမဟုတ်လို့အတွက်လေရထားကြီးကိုလုံခြုံရေးအပြည့်အဝဖြစ်အောင်တည်ဆောက်ထားတာပါကမ္ဘာပေါ်မှာတခြားဘေးတမရနဲ့မှမတူတခြားဘေးခေါင်းဆောင်နဲ့မှမတူတမနီတန်ကြကရထားနဲ့ခရီးသွားတွေအကြောင်းလေးကတော့ဒီလောက်ပါပြီနောက်ထပ်ဗီဒီယိုအသစ်တွေမှာလည်းပဲဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုထည့်သွင်းတင်ဆက်ဖို့ပြပေးအောင်ပါ ကြားနေတတ်တယ်ဆိုရင် channel လေးကို subscribe လုပ်ခဲ့ဖို့အတွက်လည်းမမေ့ပါနဲ့ဦးမြောက်အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ